အဒီနေ့ကတရားတကယ်အထုတ်ခြင်းသူများအတွက်သီးသန့်အပိုင်းနှစ်မှာ walking meditation စဉ္ကြံလျှောက်၍တရားအထုတ်ခြင်းအကြောင်းပြောခြင်းပါတယ်စဉ္ကြံလျှောက်၍တရားအထုတ်ခြင်းမှာသူတို့ဘုန်းကြီး ြည်ပနိုင်ငံတွေကိုရောက်တဲ့အခါမှာအမြဲတမ်းမေးခွန်းတစ်ခုမေးလေရှိပါတယ်အဲ့ဒီမေးခွန်းကဘာလဲဆိုတော့ what is the picture meditation in your mind at the moment မင်းစိတ်ထဲမှာခုလောလောဆယ်တရားထိုင်တဲ့ပုံရိပ်ကဘယ်လိုပေါ်နေလဲသူတို့မေးတဲ့အခါမှာအားလုံးကတင်လေးခွေပြီးတော့မျက်စိလေးမှိတ် နဝါလီနှစ်ခုထပ်ပြီးအဲ့လိုမျိုးပုံစံလုပ်ပြကြပါတယ်။ထိုင်တဲ့ဣရိယာပုတ်ကိုပဲပြောကြပါတယ်။အဲ့ချိန်မှာဘုန်းကြီးကသူတို့ကိုလှုပ်နှိုးခြင်းနဲ့အတွက် This is not meditation alone တရားထိုင်ခြင်းတသက်ဟာတရားထိုင်ထိုင်တဲ့ဣရိယာပုတ်တသက်ဟာတရားထိုင်ခြင်းလို့မခေါ်ပါဘူး။ walking meditation လို့ခေါ်တဲ့လမ်းလျှောက်တဲ့တရားထိုင်ခြင်းဆိုရလဲရှိပါတယ်လို့ပြောပြရပါတယ်အဲ့ဒီခါမှာအဲ့ဒီခါမှာတို့တော်တော်များများအံ့ဩကြတယ်အဲ့ဒါကြောင့်ဘုန်းကြီးကဒီ walking meditation ကိုစပြီးတော့သင်ပါတယ် walking meditation သင်တဲ့အခါမှာဒီလမ်းလျှောက်တာเนาะ Poman Shopu Luare. In walking meditation, you must just walk regularly. You must walk regularly in a daily life. Nidin Wama, Poman Lan ailo. လမ်းလျှောက်နေတဲ့အခါမှာပုံမှန်လမ်းလျှောက်တဲ့အခါမှာကိုယ်ခြေတော့နဲ့မြေကြီးနဲ့ထိနေတာရှိပါတယ်နော်ခြေတော့နဲ့မြေကြီးနဲ့ထိနေတာရှိပါတယ်ဒီမှာထိတယ်နော်ထိတယ်အဲ့ဒီထိနေတဲ့ထိချက်ကလေးကို touching point လို့ခေါ်ပါတယ်ထိမှတ်ပေါ့လေမြန်မာလိုပြောရင် အဲ့တော့ဒီလမ်းလျှောက်တရားအထုတ်တဲ့သူကဒီ touching point လို့ခေါ်တဲ့ခြေတော်နဲ့မြေကြီးရဲ့ ठी မှတ်ကိုသတိကပ်ရမယ်နော်ဟို ठी မှတ်လေးကိုသတိကပ်ရမယ်တချို့ကအထူးသဖြင့်အနောက်နိုင်ငံဘက်တွေမှာဒီလိုလျှောက်ကြတယ်သူတို့ကဒီလိုလျှောက်ကြတယ်ရှုဖနဲ့စီးထားတဲ့အခါမှာအဲ့လိုလျှောက်မှအဆင်ပိုပြေတယ်ဖနက်ကုတ်အကောင်းပြီးတော့လျှောက်ရတာပိုကောင်းတယ် အနောက်နိုင်ငံဘက်မှာတို့အဲ့လိုဖနှောက်နဲ့အဲ့လိုတို့ကခြေတော်နဲ့လမ်းလျှောက်တဲ့အခါခြေပြားနဲ့လျှောက်ရမှာလားဖနှောက်နဲ့လျှောက်ရမှာလားအဲဒီလိုလဲမေးခွန်းထုတ်ကြတယ်အဲခြေတော်နဲ့ပဲလျှောက်လျှောက်ခြေပြားနဲ့ပဲလျှောက်လျှောက်ဖနှောက်နဲ့ပဲလျှောက်လျှောက်နော်ခြေပြားနဲ့ပဲလျှောက်လျှောက်ဖနှောက်နဲ့ပဲလျှောက်လျှောက်ဒီခြေတော်နဲ့ကိုယ်ခြေတော်နဲ့ မြေကြီးသမို့ရင်ကြမ်းပြင်ထိနေတဲ့ထိချက်ကိုတတိကပ်ဖို့ပဲလိုပါတယ်ထိနေတဲ့ထိချက်ကိုတော့တတိကပ်ဖို့ပဲလိုပါတယ်ခြေပြားနဲ့ပဲရှောက်ရှောက်အဖနှောက်နဲ့ပဲရှောက်ရှောက်နော်ထိနေတဲ့ထိချက်ကိုတတိကပ်ဖို့ပဲလိုပါတယ်အဲ့လိုထိနေတဲ့ထိချက်တိုင်းကိုတတိကပ်ထားတဲ့ခါကျတော့နော်စကုစီဟာကိုယ်နဲ့ကတ်နေပါတယ် ဒီလိုထိချက်တိုင်းကိုတတိကတ်တာကိုစာမှာကစရံတော်ဝံစရံတော်မိတိပဇာနာတိစရံတော်သွားနေသည်ရှိသောသွားနေဤလို့သိပေဖို့တဲ့မှာလေသွားနေသည်ရှိသောသွားနေဤလို့သိပေဖို့တဲ့မှာလေအဲ့လိုသွားနေသည်ရှိသောသွားနေဤဆိုတော့သွားတယ်သွားတယ်သွားတယ်လို့ဆိုတဲ့ခါမှာ focus မပြတ်သားဘူးဘုန်းကြီးခဏခဏပြောပါတယ် walking meditation သင်တိုင်း focus မပြတ်သားဘူးဖြစ်နေပါတယ်ဘယ်နှောင်းကို focus ထားရမှာမသိဖြစ်ပါတယ်အဲဒါကြောင့်ဒီသွားနေတဲ့အခါမှာထိချက်တိုင်းခြေတော်နဲ့မြေကြီးနဲ့နော်ဟောဒီထိချက်တိုင်းကိုခြေပြားနဲ့ပဲထိထိခြေဖနှောင်းနဲ့ပဲထိထိထိချက်တိုင်းကိုတတိကတ်ဖို့တတိကတ်ထားဖို့သင်ပါတယ်ဒါကြောင့် Now, sitting is not only meditation position. Sitting is not only meditation position, but also walking meditation position. Now, Lan Shao Ta Gada is Tiny Iriabu Tata Gada. They are Tiny Nam Hopu. Lan Shao Yen Suleve, Lan Shao they are Tiny. Now, through a Miai no la, no jala, Wow. well it's really great to meditate in the walking လမ်းလျှောက်ရင်းနဲ့တရားထိုင်လို့ရတာတော့ဒါတော့ကောင်းမြတ်တာပဲဒီလိုမှမသိကြတာပဲလို့အဲ့ဒီမှာဘုန်းကြီးစပြီးတော့သူတို့ကိုလှုပ်နှိုးပေးပါတယ်ဒါကြောင့်အဲ့လိုလမ်းလျှောက်တဲ့အခါမှာဟောဒီထိချက်တိုင်းမှာတတိကတ်ထားတဲ့အခါမှာစိတ်နဲ့ကိုယ်နဲ့ကတ်နေတယ်လောက်ကြည့်ရင်ပိုသိတယ်စိတ်နဲ့ကိုယ်နဲ့ကတ်နေတယ် ဒီစိတ်နဲ့ဘေးကိုပြေးလို့လုံးဝမပြေးလို့မရဘူးထိကျက်တိုင်းကသတိကပ်ထားရင်အဲ့ဒီအချိန်တစ်ချိန်တည်းမှာမဘာလို့နေလဲဆိုတော့ stress dealing လုပ်နေတယ်နော်ထိကျက်တိုင်းကိုထိတယ်ထိတယ်ထိတယ်နဲ့သတိကပ်ထားခိုက်မှာစရံတော်ဝါစရံတော်မိတိပဇာနာတိဆိုတဲ့ဗုဒ္ဓရဲ့စဉ္ကြံလျှောက်ရတရားအထုတ်ခြင်းဣရိယာပုတ်ရဲ့ညွန်ကြားချက်တိုင်းလိုက်ပြီးတော့အားထုတ်နေတဲ့အချိန်မှာ လူတိုင်းလူတိုင်းဘာသာလူမျိုးမိမယောက်ျားမ၍ယဟန်ကိုရင်တိလရှင်မ၍ခံစားနေရတဲ့စိတ်ဖြည့်စည်းမှုကို stress dealing စိတ်ဖြည့်စည်းမှုကိုဖယ်ရှားနေတယ်အဲ့ခိုက်တမ်းအဲ့ဒီစိတ်ဟာစိတ်ဖြည့်စည်းမှုမှာလွန်မြောက်နေတယ်အဲ့ဒီစိတ်ဖြည့်စည်းမှုလွန်မြောက်နေတဲ့အတွက်ကြောင့်နော် stress ကနေလွန်မြောက်နေတဲ့အတွက်ကြောင့်အဲ့ဒီ stress ရှိနေလို့ဖြစ်ဖြစ်နေတဲ့ ထွက်ထွက်နေတဲ့ stress hormone လို့ခေါ်တယ်။ cortisol hormone နဲ့ adrenaline hormone ရက်တန်သွားတယ်။လမ်းလျှောက်နေခိုက်မှာနော်။လမ်းလျှောက်ပြီးတော့ walking တော့ရင်းနဲ့တတိကတ်တဲ့ခိုက်မှာနော်။တတိမကန်တော့ walking exercise ပဲ။ physical benefit ပဲရမယ်။ spiritual benefit မရနိုင်ဘူး။အဲ့လိုလမ်းလျှောက်ရင်းနဲ့ stress ကလွန်မြောက်နေတဲ့စိတ်ဟာနော်။အုန်းနှုတ်ကအာယုံကအာယုံချိုးတယ်။ ဒီ cortisol နဲ့ adrenaline ဆိုတဲ့ hormone တစ်ခုကိုမထုတ်တော့ဘဲနဲ့ရက်နေတယ်။အဲ့ဒီမှာအဲ့ဒီထဲက cortisol hormone တွေခွန်ကြီးတို့အားလုံးကို blood glucose တွေမြင့်အောင်သူကလှုပ်ပြီးနေတယ်။သွေးအတွင်းသကြားဓာတ်မြင့်အောင်လှုပ်တယ်။အဲ့ဒီသွေးအတွင်းသကြားဓာတ်မြင့်အောင်လှုပ်လိုက်တဲ့အတွက်ခွန်ကြီးတို့မှာစီးချိုပိုဆိုးလာတယ်။စီးချိုယောဂပြုလိုက်ကိုအားပေးတယ်။ ဒီ cortisol hormone ဒီစီချိုယောဂါကိုအားပေးတဲ့ stress hormone ဖြစ်တယ်လို့ဒီလိုမှတ်ရအောင်ဟောလို့ ठी တယ် ठी တယ် ਨੇ ဒီလိုမျိုးခြေထောက်နဲ့မြေကြီး ठी တာကိုတတိကပ်ပြီးတော့ရှုနေတဲ့အချိန်မှာအဲ့ဒီ cortisol hormone ကရပ်နေတဲ့အတွက်နာယီဝက်လို့ရင်နာယီဝက် cortisol hormone ကိုရပ်ထားတဲ့အတွက် blood glucose ကိုဖယ်ရှားထားသလိုဖြစ်နေတယ် blood glucose ကိုနဗေးကိုတွန့်ပို့ထားသလိုဖြစ်နေတယ် အဲ့ဒီချိန်မှာစီချိုမန်နေဂျမန့်ဖြစ်ပြီးတော့စီချိုယောဂကိုတက်တာစီပါတယ်ဒါက walking meditation တရားတကယ်ပဲအားထုတ်ခြင်းပါတယ်ဆိုတဲ့သူတွေအတွက်အထူးသီးသန့်အပိုင်းနှစ်မှာတရားတကယ်ပဲအားထုတ်ခြင်းပါတယ်ဆိုတဲ့သူတွေအတွက်အထူးသီးသန့်အပိုင်းနှစ်မှာဒီ walking meditation teacher တိုင်းကိုမြတ်စွာဘုရားရဲ့စရံတော်ဝါစရံတော်မိတိပဇာနာတိဆိုတဲ့ လင်ကြားမှုစင်ကြံလျှောက်ရတရားအထုတ်ခြင်းဣရိယာပုတ်တင်ကြားမှုအတိုင်းလိုက်အထုတ်ရင်လည်းနော်စီဂျူယောဂါကိုဒီ stress hormone တွေကိုရပ်တန့်ပစ်စေပြီးတော့စီဂျူကိုအားပေးတဲ့စီဂျူကိုဖြစ်စေတတ်တဲ့ blood glucose ကိုတဲ့သွေးတွင်းတကြားတက်မြင့်မားမှုကိုလည်းဖယ်ရှားပေးပါတယ်ဆိုတာကိုတလောက်ပဲနားလည်ပြီးတော့အထုတ်စေချင်ပါတယ်နောက်တစ်နေ့မှာနောက်အပိုင်းမှာ အပိုင်း၄လောက်ဖြစ်ပါလိမ့်မယ်အဲ့လာမဲ့အပိုင်း၄လောက်မှာဒီ spiritual benefit ဘယ်လိုရတယ်လိုက်လျှောက်ရင်လည်းလောကုတ္တရာအကျိုးကျေးဇူးတွေကဘာတွေရတယ်ဆိုတာကိုဆက်ပြီးတော့ခွန်ကြီးပြောပေးပါမယ်အလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာကြပါစေစစ်တင်းကြီးတရားထိုင်ခြင်းလို့မမြင်မဲနဲ့ walking meditation မှာလည်းပဲခြေထောက်နဲ့မြေကြီးထိတိုင်းထိတိထိတိနဲ့ရှုနေခြင်းအဖြစ် stress တွေကိုရှင်း၍ stress hormone တွေကိုရပ်တန့်၍စီဂျိုကို manage လုပ်နိုင်မှာကြောင်းစီဂျိုသက်သာနိုင်မှာကြောင်း3လမှ6လအထိသာပုံမှန်နေ့စဉ်နာယီဝက်ခံအထုတ်ချက်အဖြစ်စီဂျိုယောဂအမြင့်ပင် ပြတ်နိုင်မှာကြောင်းသတိပဋ္ဌာန်တရားစီတော်ကြီးကိုအားလုံးကိုဝေမျှလိုက်ပါတယ်ဒါကိုယ်ခန္ဓာထဲမှာလည်းရှိနေတဲ့စီတော်ကြီးကိုတိသူများပေါ်စား၍မတိသူများကြော်သွားတဲ့အချိန်မှာ ဘုန်းကြီးကတိသူများဖြစ်စေဖို့အတွက်အလုံးကိုစိကြိုတည်မှုသောဒုက္ခဝေဒနာတက်တက်ပြောက်ကင်းစေအတွက်ဝေမြပေးရင်ဓမ္မဒနာပြုပေးရင်နေဝင်ချုပ်လိုက်ပါတယ်အဲဒီနေရာမှာဝါကီလိုတဲ့ခါမှာမြန်ရမလားနှေးရမလားမမေးပါနဲ့မြန်မြန်နှေးနှေးကိုယ်စရိုက်လိုက်လျှောက်ပါမြန်သည်ဖြစ်စေနှေးသည်ဖြစ်စေခြေတော်နဲ့မြေကြီးခြေတော်နဲ့ကျမ်းပြင် ထိတိုင်းတော့ထိတာလေးကိုတော့စိတ်ရောက်နေရပါမယ်။အထူးကဒီနေရာမှာတငယ်ချင်းတို့စကားလမ်းလျှောက်တယ်ဆိုရင်လည်းစကားပြောခွင့်တော့မရှိပါဘူး။စကားပြောရင်တတိမကတ်ဘူး။တတိကတ်နေလည်းစကားပြောလို့မရပါဘူး။ဒါကြောင့်စကားမပြောဘဲနဲ့သူကလည်းသူချစ်လန်းသူဒီကိုလည်းကိုချစ်လန်းကိုဒီရဲ့နဲ့ walking meditation walking exercise ရောနှစ်မျိုးလုံးပါတဲ့အလုပ်ကိုလုပ်ရင်းနဲ့လောကီလောကုတ္တရာအကျိုးကျေးဇူးများကို ရကြစေလို့ကြောင်းဘုန်းကြီး 담아라나 뷰에 니곤 쳐봐